မင်္ဂလာပါဘာမားရီဗော်လူရှင်းမှကြိုဆိုပါရယ်မြောင်းနထိုးကြီးညိုနဲ့ပဲရှက်ကျေးရွာတို့စစ်တပ်ကစစ်တပ်လေတီ3စီးဖြင့်ဘုံများကျဲရှာမှုကီတူ၄ဦးသေဆုံးပြီး၂ဦးတရားရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အောက်တိုဘာလ19ရက်နေ့နနက်9နာရီအချိန်ကနထိုးကြီးညိုနဲ့ပဲရှက်ကျေးရွာပေါ်တို့စစ်တပ်ရဲ့စစ်တပ်လေတီ3စီးကဘုံများကျဲရှာခဲ့ခြင်းကြောင့်ထို့သို့ကျဲရှာမှုကြောင့် ပဲရှက်ကြီးရွာတွင်နေထိုင်သောပြည်သူ၄ဦးတိတ်ဆုံးခဲ့ပြီးနှစ်ဦးမှအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါ။ယောင်တိတ်ဆုံးသူပြည်သူ၄ဦးမှအသက်55နှစ်အရွယ်ဦးကျော်နိုင်နှင့်ဒေါက်ခင်တန်းတို့အသက်58နှစ်အရွယ်ဦးခင်မောင်ငင်းနဲ့အသက်62နှစ်အရွယ်ဒေါက်ခင်တင့်တို့ဖြစ်ကြောင်းဒဏ်ရာရရှိသူများမှာအသက်10နှစ်အရွယ်မကျူးချူးကိုနဲ့အသက်45နှစ်အရွယ်ဒေါ်ရွှေဝါထွန်းတို့ဖြစ်ကြောင်းသိရှိရပါ။ယောင် ေဆုံးသူဒေဦးစလုံးကသူတို့အိမ်ဝဘုံသီးကြပြီးအိမ်လည်းပြက်စီးတယ်အိမ်မှာနေထိုင်သူတွေလည်းသေဆုံးတာပါနေအိမ်ရှောက်လုံးထဲမှာပြက်စီးပါတယ်လို့ဂေတာကန်တူကရှင်းပြထားပါညောင်းအကြံပန်းစစ်တပ်ကမန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းဒေချောင်းတိုက်ခတ်မှုများလှုပ်ဆောင်နေတဲ့အပြင်မြေပြင်တွင်စစ်ကြောင်းခိုးမှုများပေါ့အရှိန်အဟုန်နှင့်လှုပ်ဆောင်လာကြောင်းဂေတာစစ်ရဲတရင်အရင်မြင့်များထမ်းမှာတရင်ရရှိပါညောင်း နောက်ကသတင်းတပုတ်ကတော့တောင်သာမျိုးနဲ့ရုံးပေရွာခုံကြောင်းအနီးမှာစစ်တပ်ကနေရင်နဲ့ဘုံကျဲတိုက်ခတ်မှုကိတူနှစ်ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘလာ16ရက်နေ့ဝန်လွဲ3:45မိနစ်ခန့်မှာအကြံဖတ်စစ်တပ်ကရုံးပေမှာခုံကြောင်းအနီးကိုဂျက်ဖိုက်တာဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သောသိရှိရပါတယ်။အကြံဖတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွင်ပြည်သူနှစ်ဦးသေဆုံးကနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ညာလဲပြက်စီးခဲ့ကြောင်းသိရှိရင်မနေ့ကရုံးမေကြီးကခုံချောင်းအနည်းကိုစစ်ခွေးတွေကဂျက်ဖိုက်တာနဲ့ဖုံးကျဲတိုက်ခိုက်သွားတီတူနှစ်ဦးတိတ်ဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိနေအိမ်တွေလဲပြက်စီးတာတွေရှိတယ်လို့ဒေတာကန်တုံးကပြောဆိုပါတယ်ခင်ဗျာအကြံပတ်စစ်တပ်ကတောင်တာမြို့နယ်နဲ့ခီဆက်လျက်ရှိတဲ့မထိုးကြီးမြို့နယ်ပဲရှက်ကြီးရကိုလည်းအောက်တိုဘာလ19ရက်နေ့လနဲ့ရှောင်းနိုင်ခက်ကစစ်တပ်လေထီ3စီးဖြင့် ဘုံကျဲတိုက်ခတ်ခဲ့ရအသက်55နှစ်အရွယ်ဦးကျော်နိုင်ရဲ့ဒေါခင်တန်းတို့အသက်58နှစ်အရွယ်ဦးခင်မောင်ဝင်းနဲ့အသက်62နှစ်အရွယ်ဒေါခင်တင့်တို့တေဆုံးခဲ့ကြောင်းသိရှိရပါမယ်။အကြံဘတ်စစ်တပ်ကပြည်သူများနေထိုင်တဲ့ကျေးရွာများကိုလေကြောင်းများဖြင့်ဘုံကျဲတပ်ဖြတ်နေခြင်းကြောင့်ပြည်သူများအနေဖြင့်လေကြောင်းအန်တရဲ့သတိပေးချက်များကို လိုင်းနာကြရဲ့ဒေတာအတွင်းတော်လန်ရေးအဖွဲ့ကြီးများကသတိပေးနှုံးဆော်ထားကြောင်းတရင်ရရှိသူ မြောင်းနောက်ဆုံးသတင်းတပုတ်အနေနဲ့ BGF ခေါင်းကဘုံမူကြီးစောရှစ်သူဦးတီခန့်ရှုပ်လောက်ကင်နေတဲ့ KK ပတ်ကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးလူပေါင်း2000နေရာနေပါကိုအန်စီရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တပ်ကညဝေမျိုးနဲ့အတွဲရှိ KK ပတ်ကိုစီးနင်းခဲ့ရဆောက်လုပ်ဒီအဆောက်အုံတစ်ဆက်တပ်၁၀လုံးနှစ်ထပ်တိုက်အလုံး၁ရက်၄ထပ်တိုက်အလုံး၂၀နားထပ်တိုက်နှလုံးတစ်ထပ်တိုက်ဈေးဆိုင်ကန်း၂၀လုံးနှစ်ထပ်တိုက် ဈေးဆိုင်ခန်30လုံးတစ်ထက်တိုက်965လုံးနှစ်ထက်တိုက်900လုံး20လေးထက်တိုက်900 10လုံးဆောက်လုံး10နှစ်ထက်တိုက်20လုံးသုံးထက်တိုက်10လုံးလေးထက်တိုက်5လုံး5ထက်တိုက်5လုံးနဲ့တစ်ထက်တိုက်ဈေးပေးကနှစ်ခန်းတို့တွေ့ရှိခဲ့ကြအောင်စတားလင်ဆလောင်းအလုံး30နဲ့ဆက်ဆက်ပစ္စည်းများတင်စီရရှိခဲ့ပြီးအလုတ်သမားအမျိုးသားခေါင်း645ဦးအမျိုးသမီး455ဦး လုံကြုံရဲမျိုးသား68ဦးစုစုပေါင်း2198ဦးတွေ့ရှိခဲ့ကြောင်းတင်ရရှိပါတယ်။ KK ဘက်ကတက်မတော်လျှောက်မယ်မြေထဲမှာရှိပေမဲ့ BGF ကခင်းရှုပ်လောက်ကင်နေရပါ KK ဘက်ရဲ့လုံကြုံရေးကိုယူထားတာ BGF ကဗိုလ်မှူးကြီးဆော့ရှစ်သူလက်အောက်ကနိုင်မောင်စော်တို့အဖွဲ့တာဝန်ထားတာ KNU အရင်လူကြီးတချို့ပါလာရှိပေမဲ့ KNU ကတော့ပတ်သက်မှုမရှိပါဘူး KK ဘက်တစ်ခုလုံးက BGS ရှေ့ BGS လက်တွေကြည့်ပါဦး။နောက်ပြီးဗာပြစ်ခတ်မှုမှမရှိပဲဝင်စီးရဆိုတာ BGS နဲ့စစ်တပ်ကရုပ်ရှင်ရိုက်ပြတာမျိုးလို့ပြောလို့ရပါတယ်။ KK ဘက်ဝင်အတွင်းရှိအဆောက်အုံများ ဆောက်လုပ်ထားမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီးတရားဝင် ခွင့်ပြုမဲ့မြေပိုင်ဆိုင်ခွင့်ထောက်ထားဟုတ်တယ်နဲ့ခီးသွားလာရဲ့ဆောက်လုပ်ခွင့်ခွင့်ပြုမဲ့တရားဝင်စာရွက်စာတမ်းများ စစ်စစ်တွေ့ရှိခြင်းမရှိပြီအပြင်တက်ဆိုင်ရာတာဝန်ရှိသူများကိုစင့်ခေါ်ရာတွင်လည်းလာရောက်ခဲ့ခြင်းမရှိသဖြင့်လိုအပ်လာသောအတလို့အေးအေးယူမှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစစ်တပ်က 6K ကော်မျိုးအစ်အာတိုက်ခိုက်သိမ်းပိုက်ရာအောက်တိုဘာ9ရက်အတွက်ပြန်လည်ထိရှုပ်နိုင်ခဲ့ပြီးခုတို့တိုက်ခိုက်စဉ် KK ဘက်ကလည်းကြိုင်နဲ့ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ပါတယ်။တရှိ KK ဘက်1နဲ့ KK ဘက်2ကိ ပြောင်းလဲဖွဲ့စည်းထားသောအဆိုပါ KK ဖက်ဝေလင်ရှန်ဝင်းရဲ့ရင်းနေရာကိုတရုတ်ကြားဖြန့်ဂျာဇဝဲခိုင်းညာကမြန်မာစစ်အုပ်စုကိုကဲမှုအောက်ရှိကရင်ပြည်နယ်နေကြားဆောင်တပ်ဖွဲ့ထံမှနှာရန်ခဲ့ခြင်းဖြစ်ပါတယ်လို့ပြောပါတယ်။ကရင်ပြည်နယ်နေကြားဆောင်တပ်ဖွဲ့ထံမှနှာရန်ခဲ့ခြင်းဖြစ်ပါတယ်။ KK ဖက်တိဆောက်ရေးလုပ်ငန်းများကို2029နှစ်မှာစတင်ခဲ့တော်လဲ မထောင်မဆက်တဲ့အာနာသိမ့်မှုဖြစ်ပွားပြီးရနောက်ပိုင်းမှလည်းအလုံးအရင်းနဲ့တိဆောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလမှဒီဇင်ဘာလ10လပိုင်းအတွင်းအဆောက်အဦအလုံးပေါင်း20ကျော်ဆောက်လုပ် EC ခဲ့ကြောင်းကိုဂျိုဒူတပ်ပုံများနဲ့တစ်စက်ရင်တွေ့နိုင်တယ်လို့ Justice for Myanmar ကဒိန်ထုတ်ပြန်ခဲ့ပါတယ်။ Online ဝေလင်ကိုင်းဒါမှမဟုတ်ကြားဖြန့်လုပ်မယ်များဟာမြန်မာစစ်တပ်ရဲ့ရာဇဝတ်ဆင့်ပွားလုပ်ငန်းကွန်ရက်ကြီး ဘုံချက်တွေတရှိနေခြင်းဖြစ်ပြီးစစ်တပ်ကကရင်နေကြားဆောင်တပ်ဖွဲ့ BGF ကိုလက်သက်မွေးကအဆိုပါလုပ်ငန်းများကို ထိန်းကျောင်းစေခြင်းဖြစ်သောကြောင့်မြန်မာစစ်တပ်နဲ့ကီတုစစ်များခံစီစဉ်နေတဲ့ဘန္နာဝေးစစ်လက်နက်များနဲ့လေယာဉ်စီရင်းမြစ်အားလုံးဖြတ်တော့၎င်းတို့ကျူးလွန်တဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအတွက်ရာဇဝတ်အကြောင်းရအရေးယူတာဝန်ခံစေရေးစိုက်ပါငွေလေ လုပ်ငန်းများကိုအမှန်တကယ်တိုက်ဖြတ်နိုင်ပြီဖြစ်သော Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်ခင်ဗျ။အမေရိကန်အရှေ့ဆိုင် USIP ကကရင်ပြည်နယ်တွင်ရှမ်းပြည်မြောက်ပိုင်းမှာကြားဖြန့်ခိုင်းရာအရှိန်အဟုန်ဖြင့်ရောက်ရှိနေပြီးအမေရိကန်ကိုပြစ်မှတ်ထားလာကြောင်း BGM မှဗိုလ်မှူးကြီးဆော့ရှစ်သူဗိုလ်မှူးတင်ဝဲနဲ့မုတ်တုံတို့ကြားဖြန့်လုပ်ငန်းများပဲပါဝင်ပတ်သက်နေကြောင်းအမေရိကန်ဒေါ်လာ192တန်အမြတ်အစွန်20ရနေကြောင ခိုင်းအမေရိကန်တို့အပါဝင်အိန္ဒိယနိုင်ငံများပါဝင်သောရေးယူဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းရန်အကြံပြုခါဝါမြောက်ရာဝီမြို့နယ်မှာအွန်လိုင်းကြားဖြတ်များအရှိစိုက်သည့်ခြေကုပ်ကိုမြို့သစ်စီမံကိန်းကြထိုင်းမြို့သစ်စီမံကိန်းတောင်မေဥယျာဉ်သစ်စီမံကိန်းရာဝီလို့တဲ့စားတဲ့စီမံကိန်းများစွာကို GGF ကဦးဆောင်ပြီးစီတရုတ် ဗီဂျီအက်ကဥဆောင်ပြီးတရုတ်စီးပွားရေးသမားများပြည်ပဒုတိယဂိုင်းများနဲ့အတူပေဖက်အကောင့်တွေဖော်နေခြင်းလည်းဖြစ်တယ်။မြန်မာစစ်တပ်နဲ့ပူးပေါင်းထားတဲ့ကရင်ဗီဂျီအက်အဖွဲ့ကကရင်ပြည်နယ်ထဲမှာမြဝတီမြို့အပါအဝင်နယ်မြေအရှုပ်ကိုထိန်းဆုပ်ထားကြောင်းဗီဂျီအက်ပါဝင်ပတ်သက်နေတဲ့တရားမဝင်ကာစီနိုလောင်းကစားရုံများ online လိမ်လည်မှုရာဇဝမှုကိုရင်များတော့ကဘာတုံမမှလူပေါင်းများစွာလူကုန်မှုခံရပြီး ၎င်းတို့အကြာရွမှုများကျိုးလို့ရဲ့အတင်းကျပ်ခိုင်းစေခံရခြင်းနှိမ့်ဆက်ခံရခြင်းရှိနေသည့်အပြင် အမျက်ထုတ်ခံရသည့်အလုတ်သမားများနဲ့စိုက်ဖာလိန်လယ်မှုစခန်းများလဲပတ်နေကြောင်းသိရှိရသည်။ဘုံမူကြီးဆော့ရှစ်သူဦးဆောင်တဲ့ဒီဂျီရဲ့အတွက်ကြီးမားသောအမျက်ငွေရတရုတ်ရာဇဝတ်ခိုင်းမှကြောထောင်းနောက်ခံပြုထားတဲ့အွန်လိုင်းကာစီနိုနဲ့အွန်လိုင်းကြားဖြန့်လုပ်ငန်းများမှဖြစ်ကြောင်း BTS ထိန်းချုပ်ထားတဲ့ online ရာဇဝတ်ခိုင်းများက နှစ်စဉ်အမေရိကန်ဒေါ်လာ3.8ဘီလီယံရရှိနေပြီး BGF အမေရိကန်ဒေါ်လာတန်900ကျော်ရရှိနိုင်ကြောင်း US ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ပြည်ယောရဲ့နှိမ်နင်းမှုများကြောင့် online ငွေလိမ့်လက်ခံရကြားဖြန့်ကခရင်တီနယ်သို့ရွှေ့ပြောင်းနေပြီးစစ်တပ်လက်အောက်ကနေကြားဆောင်တဲ့ BGF ခေါင်းဆောင်ပုံမှုကြီးစော့ရှစ်သူမုတ်တုံတင်ဝင်းဆိုင်ကျော်လာ ရောဂျာခင်လို့ကအဓိကပါဝင်ပတ်သက်နေသူများအဖြစ်အမေရိကန်ကအစီရင်ခံဖော်ပြခဲ့ပါတယ်။ KNA အတွင်ပြောင်း BGF ရဲ့အဓိကခေါင်းဆောင်ပုဂ္ဂိုလ်၃ဖြစ်တဲ့ဘုံမူကြီးဆော့ရှစ်သူဘုံမူမောက်တုံနဲ့ဘုံမူတင်ဝဲတို့ကတရုတ်အွန်လိုင်းဘွေလိမ့်လဲဂါညာကိုလက်ခံရမှအဓိကပါဝင်သူဖြစ်ကြောင်းတမူတင်ဝဲကတရုတ်ရာသွဲဂါညာအတွက်ထိုင်းနိုင်ငံမှာပြည့်စင်မီနဲ့အင်တာနက်လိုင်းရရှိစေရေးဆောင်ရွက်ပေးကြောင်း ဆော့ရှစ်သူနဲ့အတူဂုံမူတေဝင်းကတရုတ်ငွေလိမ့်လေခိုင်းများမှအကျိုးမြတ်များနဲ့ထောက်ပုံမှုများကိုစုစည်းရယူကြောင်းသိရှိရပါခင်ဗျာပြင်ပြင်းထဲမှာရှိတဲ့ online ငွေလိမ့်လေခိုင်းများတို့ကဆော့ရှစ်သူရဲ့နေကြာဆောင်တက်ဖွဲ့ထိန်းရှုံနေမြင်ရတွေ့လေပတ်နေလီယခုအခါ BGF ကို KNA အဖြစ်နာမည်ပြောင်းထားကြောင်းတက်ဖွဲ့ဝင်အင်အား၈000ကျော်ဖြစ်အင်အားကောင်းသော BGF KLA ကို KNU နဲ့စစ်တပ်ကပါတိုက်ခိုက်ပဏိပခဖြစ်ပွားရန်စံနာမရှိကြောင်း USIB ကဆိုရလို့သတင်းရရှိပါခင်ဗျာ